းတင်ပေးတဲ့ပညာကိုအချိန်တိုအတွင်းမှာတက်မြောက်နိုင်အောင်လေ့ကျင့်ခဲ့တဲ့သားတို့သမီးတို့ဘဘူချီချူပါတယ်။ဒါဒါပေမဲ့သားတို့သမီးတို့တင်ထားတဲ့ပညာကြီးဆိုတာတက်ယုံတော့ပဲရှိပါသေးတယ်။ကျွမ်းကျင်ဖို့ဆိုတာကတော့သားတို့သမီးတို့ကိုယ်တိုင်လေ့ကျင့်ရမှာလေ။သားတို့သမီးတို့မှလည်းတောင်းအောင်ကိုစီနေဆိုတော့လေ့ကျင့်မှုအချိန်မပေးနိုင်ဘူးပေါ့လား။အဲဒီတော့သွားရင်လာရင်တန်ရင်ခန့်ရင်လေ့ကျင့်တတ်ဖို့တော့လိုလိမ့်မယ်။အထူးသဖြင့်ရန်ကြီးအောင်မင်းကိုဘဘူတင်ပေးတယ်ဆိုတော့ တိမ်တော်လက်ခတ်တိုင်းဆိုတာအစ်စ်မျက်နှာမှန်ပေမဲ့တကယ်လျှို့ဝှက်နေနေမှုတိဖို့တော့လိုလိမ့်မယ်လျှို့ဝှက်နေနေမှုကိုမသိလို့ရှိရင်တော့အကျိုးသက်ရောက်မှုမရှိဘူးဖြစ်နေလိမ့်မယ်လျှို့ဝှက်နေနေမှုကိုတိအောင်တင်ပေးဖို့ဆိုတာလေဘိုးဘိုးတော့မတင်ပေးနိုင်လျှို့ဝှက်နေနေမှုကိုတိအောင်တင်ပေးနိုင်တဲ့လူကတော့လောကမှာတယောက်ပဲရှိအဲ့ဒါကတော့မင်းကိုယ်တိုင်ပဲအေးအေးအေးမင်းတို့ဘုံမှာဘိုးဘိုးရဲ့တောင်းကိုကြည်သွားပြီဆိုတော့ ကြံရှိနေသေးတဲ့အချိန်မျိုးဘိုးဘိုးအတွက်လှုပ်ရှားရှိတာလောက်ရအောင်မယ်အဲ့တော့မင်းတို့မျိုးဆက်တွေညီညီညွတ်ညွတ်နဲ့နေသွားကြပါလို့ဘိုးဘိုးမှာခြင်းဟုတ်ကဲ့ပါဆရာဘိုးဘိုးဆရာဘိုးဘိုးဆုံးမသမ ्या ဘိုးတတူမတင်းလေးစားလိုက်တာပါပဲပါတူတာတူတာတူ ဘာဆက်လုပ်ကြမလဲလို့စဉ်းစားထားပါလေ။ရင်သာမြေပုံနောက်ကိုပဲတို့တို့တွေဆက်လိုက်ကြတာပေါ့။အခုတော့ တော့လိုက်နေရင်ကမျိုးကလမ်းစာပျောက်နေတယ်ဟုတ်တယ်ကျို့တို့တွေဆရာစီမှာတိုင်းဆင်တက်နေတော့ဒီရံမျိုးကလမ်းစာပျောက်သွားတာအဲ့ဒါဆိုရင်အခုဘယ်ကနေအဆရှာကြမလဲဦးကြီးတို့ကတော့တောင်ဘက်အရက်ကိုတဲတဲသွားတာဆိုတော့ကျို့တို့တွေအဲ့တောင်ဘက်ရက်ကိုပဲလမ်းရမှာပေါ့ဒါနဲ့ကျို့တို့ကအဲ့ဒီရက်ကိုလိုက်ရှာအောင်လေဦးကြီးတို့တွေ့နိုင်မှာမလားဗျတွေ့ဖို့တော့မလဲဘူးပေါ့ဗျဒါပေမဲ့ကျို့တို့တွေနှစ်ဖက်ခွဲပြီးသွားမယ်ဆိုရင်တော့နှိစနိုင်ပါ ူဘလို့ခွေးရှာချောင်းမလဲဘူးဒီလိုလုပ်လေမမရဲ့မမနဲ့အခုတော့ရင်ကြီးအောင်နေရတလန်းသွားညီမနဲ့အခုတော့ဖုံးသူတွေနေရတလန်းသွားကြမယ်အာဟဲ့ကောင်းပါလေအဲ့တော့ဖုံးသူတွေနေညီမနေရဒီဘက်တည်းပါအခုတော့ဒီဘက်ကနေပါမယ်ဟိုကျွတ်တို့တွေဟိုចောင်းမြော်မှာပြန်ပြီးတော့ဆုံးကြတာပေါ့နော်တို့ကျုပ်ကရန်ကြီးအောင်လို့အစွမ်းစားလည်းမရှိဘူး။လောက်ရကန်ကြီးကလည်းနေတဲ့ခါကျတော့ အောင်မြင်မှုဆိုတာတည်းရှုံးနေမှုကပုံများနေတယ်။ကိုယ့်ရဲ့ရှုံးနေမှုတွေကိုကိုချစ်နေတဲ့မိန်းကလေးတယောက်ရှိမှဘယ်လိုလုပ်ပြီးဖွင့်ပြောနိုင်မှာလဲဗျာ။ရှမ်းဟုတ်ပါတယ်။ကဲပါလေခုမှတော့မထူးတော့ပါဘူး။ကျုပ်ဖွင့်ပြောပါရမယ်။ဟိုကျုပ်ကျုံနမငယ်ကိုချစ်တယ်။အကိုရောကညီမကိုဘယ်ချိန်မှချစ်နေခဲ့ရလဲ။ဟိုးငယ်ငယ်တုန်းကတည်းက ်မိဘရင်စီစဉ်ပေးမှုကြောင့်အရွယ်ရောက်လာတဲ့အချိန်မှာမင်းဆန္ဒဆိုတဲ့မိမလလေးနဲ့လက်ဆက်ရမယ်လို့ကျုပ်ပြီးထားခဲ့တယ်။အဲ့ဒီအချိန်ကစပြီးတော့ကျုပ်ဟာမင်းဆန္ဒဆိုတဲ့မိန်းကလေးကိုမမြင်ဘူးပဲမယ်။စိတ်ကူးချိန်ပြီးတော့ရင်ခုန်ခဲ့ရတယ်။တော်ထဲမှာဓမြတွေလက်ထက်ကဲခဲ့တဲ့အချိန်မှာလည်းမမျှော်လင့်မဲမင်းဟာမင်းဆန္ဒဆိုတဲ့မိန်းကလေးဖြစ်နေတဲ့အတွက်ကျုပ်ပို့ပြီးတော့ဆွဲလန်းခဲ့ရတယ်။အဲ့နောက်ပိုင်းကျတော့ ကျုပ်တို့ရဲ့မိသားစုပြဿနာတွေရယ်မင်းကလည်းဒီကိစ္စကိုသိထားတဲ့သူမဟုတ်တဲ့ခါကျတော့ကျုပ်သားတွေဖွံ့ဖြိုးအခက်ကြုံခဲ့ရတယ်အဲ့ဒါဆိုရင်ဘာဖြစ်လို့အခုလိုပြန်တွေ့တဲ့အခါမှာခက်တီတီခက်တနာနေနေရလဲကျုပ်ကရန်ကြီးအောင်လို့မှအစွမ်းဆက်မရှိရဗျာပြီးတော့မင်းကလည်းရန်ကြီးအောင်ကိုအထင်ကြီးပြီးလေးစားနေတာလေကျုပ်လိုလူမျိုးကရန်ကြီးအောင်လည်းဘယ်လိုလုပ်ပြီးတုဖက်ရှင်းပြနိုင်မှာလဲဗျာအကိုရောကအဲ့လိုမျိုးထင်တာလားဒါပြန်မဟုတ်လို့လား တကယ်တော့အကူရန်ကြီးရောအကူတယောက်လိုလေးစားချစ်ခင်ပြီးတော့အားကိုးတာပါဒီကအကူတော်ကိုတော့ဒါဒါသူညီမကျုပ်ကိုဟုတ်ပါတယ်ညီမလည်းအကူတော်ဘုံမေတ္တာတတ်ဝင် ချစ်မိနေပါပဲဟာဟာဘယ်နဲ့လဲကန်မိုင်း တော့ဟုတ်ခဏလေးပါဦးခင်ဗျာအခုတော့တခုလောက်မေးစားရှင်မေးလေကြပါဦးအခုတော့ခင်ဗျာနဲ့တူတူခီးတော့ဟာလားပြောရင်လည်းပြောတာပါခင်ဗျာရဲ့ပြောတာမှလေကိုချစ်သူနဲ့အခုလောက်နေရာတဲတော့ပူတော်ပြောသေးတယ်ဟာဒါနဲ့ခင်ဗျာကျိုးလေခင်ဗျာတခုလောက်ပြန်မေးခြင်းလေဘာများလဲကိုကျိုးတို့နဲ့ကိုကျိုးတို့မိဘတွေကလက်ထပ်ဖို့တစီစီခဲ့တော့ခင်ဗျာရင်းနဲ့ဘယ်လိုသဘောထားလဲမိဘကြီးကောင်းမဲ့ထင်လို့စီစဉ်ခဲ့တာပဲကိုရဲခင်ဗျာလက်ခံပါတယ် ဟုတ်ဒါဆိုခင်ဗျာကျုပ်ကိုချစ်မနစ်သက်ပဲနဲ့မိဘရဲ့သဘောတူလိုလက်ခံနေဆိုတဲ့ပုံပါလားရှင်ရှင်လေးကခံစားချက်ထပ်ပေါက်ကမျက်လုံးနဲ့အခုတော့အမြင်ဆူရှားရလူကြောက်ပါခင်ဗျာရဲ့မျက်လုံးကိုဖတ်ကြည့်ရင်ခင်ဗျာရင်ထဲကခံစားချက်တူကိုလိုသိနိုင်ပါတယ်ဟာခင်ဗျာ ဆရာဦးကျော်ကောင်ပေးမဲ့မြေပုံကအတူမှန်းသိသွားပြီလို့လုပ်တယ်။ငါမြေပုံအတူနဲ့အစ်စ်ကိုအရှောင်အောင်အမှတ်သားအောင်တူအောင်လုပ်ထားပါတယ်။ तू မသိနိုင်ဘူး။ဟဲ့မ။တကယ်ကျန်တာမြေပုံစစ်တော့ငါတို့နဲ့ပဲထိုက်တန်တာ ဲတဲ့ချင်းအဲ့နာမည်ဘုံတော်ခရခဲ့ချင်းကြီးပါမယ်ရမယ်ရတော့လဲလွယ်လေးပါလားဟုတ်ကွာ